အားလုံးပဲမင်္ဂလာပါနော် ICA Computer Learning Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်သင်ခန်းစာကတော့ Sa web site ကို A4 site အဖြစ်ပေါ်နော်ပုံတင်ထားခြင်းအကြောင်းပဲဖြစ်ပါတယ်။ Sa web site တွေကို A4 site အဖြစ်ပုံတင်ထားဖို့ရန်အတွက်ဆိုလို့ရှိရင်ကျမတို့ကဒီ layout ကိုတွားလိုက်ပါ layout ကနေဒီ dialog log box လမ်းချောင်းနေလိုက်။နောက်ရှိဒီ box space setup box ကြလာမှာဖြစ်ပါတယ်။အဲ့မှာဆိုလို့ရှိရင်ကိုကပေါ်နော်အဲ Sa web ကပေါ်နော်ကို letter site ကိုပုံတင်ထားမလား။ အာ a5 ကိုစထားမလား b5 a4 ထားမလားကျွန်မ a4 ပဲယူလိုက်မှာဖြစ်ပါတယ် a4 side ကိုယူလိုက်မယ်ပြီး apply to အဲဘာနော် this point forward ဆိုတဲ့ word document တစ်ခုလုံးကိုဘာနော်ကျွန်မယူရမယ်ဘာနော်အာပြီးရင် set at default ကိုပေါ့နော်ယူလိုက်ရမှာပဲပြီး yes ကိုယူလိုက်မယ်ပေါ့နော် do you want to change the default setting for season this change will affect the new document based on normal templates အားလုံးကပြောင်းသွားမှာပဲဖြစ်ပါတယ်တဲ့ yes ကိုပြီးလိုက်ရမှာပဲဒါဆိုရင်ပေါ့နော်ဆိုင်ရွက်အတစ်ခေါ်တဲ့အခါတိုင်းပေါ့နော်ဘာရနေ new blank ခေါ်လိုက်တိုင်းကျမတို့ကပေါ့နော်ဒီ layout ကိုတက်စစ်လိုက်ပေါ့နော်ဒီအောက်မှာစစ်လိုက်လို့ချင်းတော့အများရပေါ့နော် a4 ဖြစ်နေမှာပဲဖြစ်ပါတယ်ဒီလိုပါပဲပြီးတော့ တခြားပေါ့နော်ဒီပေါ့နော်ဒီမှာအမကြီးကိုလည်းကွာပုံတေပေါ့နော်တလက်မပတ်လဲထားခြင်းသလားကိုထားခြင်းနဲ့ဒီဇိုင်းပေါ့နော်ရွေးပြင်ဆက်အက်ဒက်ဖော့စ်ကိုနေလိုက်တာနဲ့သူကအာတလက်မပတ်လဲဖြစ်မယ်ဖြစ်သွားမှာပဲဖြစ်ပါတယ်အဲ့လိုပါပဲကိုလိုအက်ဒက်လိုအန်လိုအပ်တယ်လို့ကိုထည့်ပြီးဆက်အက်ဒက်စပော့ကိုနေလိုက်ရုံပါပဲ ဒီ form design တွေလည်းအလိုပါပဲပေါ့နော် form design တွေလည်းပေါ့နော်ကိုလိုချင်တဲ့ form design တွေကိုရွေးပြီးတော့လို့ရှိရင် set up the post နေလိုက်ရင်ပုံတည်ဖြစ်သွားမှာပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်မိတ်ဆွေလည်းပေါ့နော်စမ်းလို့ကြည့်ပါနော်။အဲနားမြင်ရရှိလို့ရှိရင်လည်း comment မှာမေးထားပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။